တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်ခြင်းရှိမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာတတ်နဲ့ပတ်သက်သောကံတိုးတက်မှုနဲ့အောင်မြင်မှုရှိမယ်ဝိကျေးစုဆောင်းရန်ခဲ့မယ်ရည်မှန်းချက်စစ်တွေကိုကောင်းထည့်ဖို့ပြီးတိုးတက်မှုကိုရနိုင်တယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရနေ့မှာကိုလုတ်တဲ့လုတ်တွေရဲ့အောင်မြင်မှုအနှစ်သာရမြင်ပါမယ်။နှစ်ရက်နေ့မှာ ရန်တိုက်ခနေနဲ့ရှင်ပြီးလောက်ရမယ်ပြီးမှလူရပြည့်စုံမယ်သုံးရက်နေရတော့မိษွေကူညီရမယ်စမ်းပွင့်မယ်ပြည့်ရတတ်ကောင်းမယ်ရည်မှန်းချက်အောင်မြင်မယ်လေးရက်နေမှာဥတီကျဲပြောင်းပြီးလောက်တာဆင်ပြေမယ်ကောင်းသောသတင်းစကားကြုံမယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်၅ရက်နေရတော့ဝေးချေကံ လုပ်ငန်းကံစီဝါကံဘဝကံတုံးစောထူးခြားစွာတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုကြုံမယ်၆ရက်နေမှာလူယုံမထားရအောင် သူတစ်ပါးကိုယုံပြီးလွှဲပြီးလုပ်တဲ့လူတွေကိုရှောင်ကျဉ်ရမယ်။ခုနှစ်နှစ်မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေဖြစ်ပေါ်ပြီးတော့ရင်းမှန်းချက်အောင်မြင်မဲ့သုံးလင်ကစားအိနေရမဟာယဉ်ကျေးနဲ့တိုက်တဲ့အတွက်ရေရနေရင်းရနေကိုကျူးဆိုက်ရမယ်။တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေကင်းဆက်ရနိုင်တဲ့တနိုင်ခွဲကြမှာအသွာလာနေထိုင်ကျူးဆိုက်ရမယ်။တပတ်တာကာလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့ မွေးသူတွေကို ကောင်းကျိုးပေးတယ်။ တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဝေစုများကြောင့်စိတ်နောက်ဆက်တည်ရှိတတ်တယ်။တစ်လေးကိုကနန်းနေဂျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်နိုင်ပါလေ။အထူးပြုတင်ပြလိုတဲ့အကြောင်းရက်ကတော့နွန်ဘာလ၄ရက်နေ့ကတစားဘုံလာပြည့်နေ့ဖြစ်ပြီးတော့အဲဒီ၄ရက်နေ့ကအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။တစားဘုံလာပြည့်နေ့မှာလည်းထူးခြားတဲ့နှက်ခတ်စုံလင်နေတဲ့စွမ်းသတ္တိရှိတယ်။ ဲ့ဒီနေ့ရဲ့ညနေ3:00နာရီလာပြည်နေအင်္ဂါနေ့ရဲ့ညနေ3:00နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပင်ခိုင်ကနေဇီးကိုင်းကိုယူမယ်ဇီးကိုင်းခဲတဲ့လုံးသာသာလက်ညှိုးလုံးသာသာလောက်ဇီးကိုင်းကိုယူမယ်ယူလိုက်ပြီးတော့အဲ့ဒါကိုရှစ်လက်မှနေရာဖြတ်ပြီးတော့အခောက်ခွာပြီးတော့ရွှေရောင်တုတ်ပြီးတော့ဈေးရောင်းဝယ်ကိစ္စနေရာမှာထားရင်ဈေးခေါ်ဈေးရောင်းကောင်းတယ် ထူးထူးခြားခြားပဲကို ရောင်းကျင်တဲ့ကိစ္စလေးထိပြီးတော့ရောင်းချမယ်ဆိုရင်အယောင်းဝယ်တွက်လက်တဲ့ရောင်းမထွက်တဲ့ကားလိုအိမ်တို့တောင်မှအဲ့ဒီလိုရတရားစင်းနဲ့လုပ်ရအဆင်ပြေတယ်အဲ့ဒီဈေးရောင်းကောင်းတဲ့ရတရားစင်းကိုအဲ့ဒီလာပြည့်နေ့မှာစီရင်မှာထူးထူးခြားခြားကောင်းကျင်နေရတာပါလိမ့်မယ်ယေရှုတင်ပါတယ်